မင်္ဂလာပါရှင်ချက်ချက်မဲ့ channel မှာကြိုဆိုလိုက်ပါရစေ။ယခုချက်ပြပေးမှာကတော့မြမရူရမဝင်းငါချက်နီးတွေအများကြီးရှိတဲ့အထဲကတလုတ်စားလိုက်တိုင်းတသက်ဆွဲသွားစေတဲ့အရာသာနဲ့ချိုမွေးစိမ့်ချက်ချက်မဲ့မဝင်းငါချက်နီးလေးပဲဖြစ်ပါရစေရှင်။မြမရူရစားကြရတဲ့နေရာမှာစားလို့အကောင်းဆုံးနဲ့ပါဝင်ပစ္စည်းအများဆုံးထည့်ပြီးတော့ချက်ရတာကမဝင်းငါလေးပဲဖြစ်ပါရစေရှင်။ဒါကြောင့်ကျမတို့ channel မှာ ရင်မပူရင်မငတ်စေတဲ့သဘာဝရတာမွေးငါချက်နည်းလေးကိုဘယ်လိုချက်ပြမလဲဆိုတာဗီဒီယိုလေးမှာလိုက်ပါကြည့်ရှုပေးကြပါအောင်နော်ကိုယ်ပဲဥထုတ်ထုတ်လေးနဲ့အရန်ဆောက်လို့ကောင်းတဲ့မိုးရင်းကားလေးကို အတူတူချက်စားကြည့်ကြရအောင်ရှင်။ကျမတို့ channel မှာချက်ပြထားသောဟင်းချက်လေးလေးများကိုစိုက်နှစ်တက်တယ်ဆိုလို့ရှိရင်တော့ subscribe လေးနှိပ်ပြီးတော့ notification လေးနှိပ်ထားခဲ့ဖို့မပေးပါနဲ့နော်။ ။အခုကျွန်မချက်ပြပေးသွားမှာကတော့မွေးငါနှစ်ပိတ်သာချက်ဖို့အတွက်ကလေးပဲစံ20သာ။မွေးစံကြမ်းမုံနှစ်ထုံး။မွေးငါနှစ်ပိတ်သာအတွက်ငါ60ကျပ်သားခန့်သုံးထားပါရရှင်။တခြားပဝင်ပစ္စည်းများအနေနဲ့ကတော့စပတ်လင်း၊ဂျင်း၊စက်သွန်အဖြူ၊စက်သွန်အနီး၊ကိုဘဲဥအတွက်ဘဲဥ၅လုံး၊တမယာတီ၊နနံပင်တို့လိုအပ်ပါတယ်။ ယခုချက်ပြမယ်ချက်နီလေးကတော့မွင်းငါးဖက်တပိတ်တာကိုငါ30ကျပ်သားခန့်သုံးပါမယ်ရှင်။နှစ်ပိတ်တာချက်ဖို့အတွက်ငါ60ကျပ်သားထည့်ပါရယ်။အိုးကြီးချက်ဆိုလို့ရှိရင်တော့7ပိတ်တာချက်ချင်ရင်တော့ငါ3ပိတ်တာထည့်ရပါမယ်ရှင်။ငါကိုတော့အကြည့်ထုံးမယ်ရေဆေးပြီးတန်ဆင်ပေးမယ်။ပြီးရင်တော့စာပြဝင်ဖို့အတွက်အလေကနေတစ်ချက်မှုန်ပေးပြီးတော့ ချိုမုံစာနနှွင်းထည့်ပြီးတော့အရာသာလေးစိတ်ဝင်အောင်နှက်ထားပေးပါမယ်ရှင်။ငါပြုတ်ဖို့အတွက်ကတော့ကိုယ့်ရဲ့အောက်ခြေမှာစပလင်အနှဲငယ်ကိုမကတ်အောင်ခံထားပေးပါမယ်။ပြီးရင်တော့ငပြိုင်အနှဲငယ်ထည့်မယ်။ရေအနှဲငယ်ထည့်ပြီးတော့ငါကိုပြုတ်လို့ရပါပြီ။တစ်ဖက်မှာလည်းကျမကပဲဆန်ကိုပေါင်ဦးလေးနဲ့ပြုတ်ထားပါရရှင်။နိုင်ဝဲလောက်ပြုတ်လို့ရှိရင်တော့ပဲဆန်လေးကနူပါပြီ။ ငါးစီတက်တဲ့ထဲထဲဖို့အတွက်ဂျင်းလက်နက်စစ်ခန့်စက်သွန်ဖြူဥအကြီးတလုံးစပလင်ငါးချောင်းလောက်ကိုပါပါလေးလီထားပေးပါမယ်။လီထားတာတွေအကုန်လုံးကိုစုံထဲထည့်ပြီးတော့ညက်ညက်လေးဖြင့်အောင်ထောင်းထားပေးလိုက်ပါမယ်။ပြင်းတော့မွေးငါးတဲ့ထဲဖို့အတွက်ငပြုတ်ဦးလေးကိုလီးပါမယ်ငပြုတ်ဦးကလည်းမွေးငါးတဲ့မှာမပါမဖြစ်တဲ့ပါဝင်ပစ္စည်းလေးပါရှင် မပြောဘူးလီးရဲ့ခါမှာပြာမသွားစီဖို့အတွက်ရေထဲကိုစားတစုံစနွေမုတ်နှဲငယ်ထည့်ပြီးတော့မပြောဘူးလီးတွေကိုစိန်ထားပေးလိုက်ပါတယ်။ငါပြုတ်ထားတာလေးက15မိနစ်ခန့်လောက်ဆိုလို့ရှိရင်တော့ကျပါပြီရှင်။ငါးလေးတွေကိုအယိုးနှင်ဖို့အတွက် ပကံနဲ့ထည့်ပြီးတော့အေးအေးခံထားပေးလိုက်ပါမယ်။ ။ဝင်းငါဟိရေချက်တဲ့အခါမှာစိမ့်စိမ့်လေးဖြစ်နေစေဖို့အတွက်ကတော့မြေပဲလေးကိုထည့်ပြီးတော့ချဲ့ရပါမယ်ရှင်။ကျမကတော့ဝင်းငါတပိတ်သားကိုမြေပဲ30သားခန့်တုံထားပါဗျ။ယခုကတော့20သားခန့်ကိုထောင်းပါမယ်ရှင်။ပဲဆံလေးကိုပေါင်းရတဲ့ထည့်ပြီးတော့ရေအပေါ်ကနေလက်နှစ်စက်လောက်ခန့်ထည့်ပြီးတော့ခန်းအောင်ပြုတ်လိုက်ရင်တော့ပဲဆံလေးကနူပါပြီ။နူဤသွားတဲ့ပဲဆံလေးလေးကိုစုံနေထည့်ပြီးတော့ထောင်းထားပြလိုက်ပါရစေ။ ။ဝင်းငါးကိုအိုဘက်ဦးလေးနဲ့ချက်မှဖြစ်တဲ့အတွက်ဘဲဥငါးလုံးခန့်ကိုပြုတ်ပြီးတော့အခွန်နာထားပေးပါရစေ။ငါးအေးအေးခံထားတာလေးရပြီဆိုလို့ရှိရင်တော့အယိုးလေးတွေကိုထုတ်ပြီးတော့ငါးအသားလေးနှွင့်ထားပေးပါမယ်။ပြီးရင်တော့ဝင်းငါးဟင်းရေးချက်ဖို့အတွက် မွေးဆန်ကြက်မှုန်ကိုရေအနှဲငယ်နဲ့အရေးဖြောထားပေးလိုက်ပါရစေ။ခုလောက်ဆိုရင်တော့မွေးငါးဟင်းရေချက်ဖို့အတွက်ကတော့စုံတလောက်ဖြစ်ပါပြီရှင်။ ချက်တော်နီဥအသေးလေးတွေ၅ချက်သားခန့်ကိုလည်းအခွန်နှာထားပေးပါတယ်အိမ်မှာမွေးငါချက်စားမယ်ဆိုလို့ရှိရင်တော့ယခုလိုမျိုးပါဝင်ပစ္စည်း၁၀မျိုးခန့်လောက်ကိုပြင်ဆင်ရပါတယ်ရှင်။နောက်ဆိုရင်တော့မွေးငါဟည်ရည်လေးစားချက်လို့ရပါပြီရှင်။ဝပူလိုက်ရင်တော့စီလေးနင်းငယ်ထဲပါတယ်။အရောင်ကောင်းဆွနွေးမုံထဲမယ်။ထောင်းထားတဲ့စက်တွန်အဖြူဂျင်းစပလင်လေးတွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်။ငရုတ်သီးအရောင်တင်မုံနှစ်စုံခန့်ကိုထည့်ပါရစေ။ ီတက်ထားတဲ့အနံလေးတွေမှွေးတက်လာပြီဆိုလို့ရှိရင်တော့ငားလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်။ငါးစီတက်တဲ့အထက်ကိုတော့ရတာအနေနဲ့ငပြိုင်လေးနင်းငယ်ထဲပါမယ်အချုံမုံစားလေးထည့်ပြီးတော့မှွေထားပေးလိုက်ပါမယ်ငါးစီတက်တဲ့အခါမှာတော့၅မိနစ်လောက်စီတက်ပြီးရပါတယ်ရှင်ညှိနှံလေးနင်းငယ်ပြောက်ပြီးတော့မှွေတက်လာရင်တော့စီတက်တဲ့အိုးလေးကိုချလို့ရပါပြီခင်းရီအိုးလေးစားတဲ့ကြမယ်ရှင် ငါးပြုတ်ထားတဲ့အရည်လေးကိုအရင်တဲပါတယ်။ပြီးရင်တော့စံမုံအရည်ဖော်ထားတာလေးလောင်းထည့်လိုက်ပါတယ်။တစ်ဆက်ထဲမှာပဲကလေးပဲစံထောင်းထားတာလေးကိုထည့်ပါတယ်။ပြီးရင်တော့ငါးစီတက်တာလေးထထည့်ပေးပါမယ်။မွေလိုက်တဲ့အခါမှာတော့အရန်ပြင်းနှစ်နေတဲ့အတွက်ရေလေးနှန်းငယ်ကိုတတ်ထည့်ပေးပါရစေ။ကျမကတော့မွေငါတစ်ပိတ်သားအတွက်ရေ3လီတာခန့်လောက်ကို သုံးပါရရှင်။နှစ်ပိတ်သားအတွက်ရေတန့်မှု 6ဘူးခန့်လောက်ထက်ချက်ထားပါတယ်။ရေဘဲဆန်ထောင်းထားတာနဲ့ကြက်သွန်နီဥလေးတွေကိုလည်းတစ်ခါတည်းထည့်ပါတယ်။ဥဘဲဥလေးကလည်းကြကြချက်မှမမထုတ်ထုတ်လေးဖြစ်တဲ့အတွက်ထည့်ပြီးတော့ချက်ထားပေးပါတယ်။မြေဘဲဆန်လေးကအနေငယ်မာတဲ့အတွက်ဆော့ဆော့ထက်ချက်ထားခြင်းကမြေဘဲဆန်လေးကိုပို့ပြီးတော့နူအီစေပါတယ်ရှင်။အရသာအနေနဲ့ငပြားရဲ့အချုံမှုစာအနေငယ်ကိုထထည့်ပါတယ်။ ဒီမိုးရင်းကားလေးရေမပါမဖြစ်အသက်လေးကတော့ထညက်လေးထည့်ပြီးတော့ချက်ပေးခြင်းပါပဲရှင်။ကျမကတော့ထညက်သုံးလုံးကိုရေနဲ့ဖြောပြီးတော့မိုးရင်းကားဟင်းရည်လေးကိုထည့်လိုက်ပါတယ်။ဒီလိုချက်ပေးခြင်းအပြင်မိုးရင်းရည်လေးကချူချူမှုမှုနဲ့စိတ်စိတ်လေးရတာကို ရရှိစေပါတယ်။ထည့်ထားတဲ့အစာပလာပဲလေးတွေနူးပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ငပြောပင်လေးကိုထည့်ပြီးချက်ပြီးလိုက်ပါတယ်ခဏလောက်ကြောင်ထက်ချက်ပြီးရင်တော့အိုးပဲဦးလေးကလည်းအရောင်လေးပြောင်းနေပါပြီ မပြောပင်လေးကလည်းနူနူအီအီလေးဖြစ်နေပြီကျတုံလေးကိုစမ်းကြည့်တဲ့အခါမှာလည်းနူးဣနေပြီဆိုလို့ရှိရင်တော့မရုပ်ကောင်းမုံလေးခတ်ပြီးတော့မွင်းရည်ဦးလေးကိုခြာလို့ရပါပြီရတာပေါ့ငန်ကိုစစ်ကြိုက်အနေထားလေးမြည်ကြည့်ပြီးပြီဆိုလို့ရှိရင်တော့မွင်းငါးဖက်လေးနဲ့တွဲစားဖို့အတွက်အနက်အရမ်းမို့ရဲ့မွင်းရည်လေးရပါပြီရှင်ဒီပေးပြီးချလိုက်တဲ့အခါမှာမဝင်းရည်ရဲ့အယောင်လေးကတောက်တောက်လေးနဲ့စားကျင်စပွဲလေးဖြစ်လို့နေပါတယ်ရှင်။ မဟင်းကားကို homemade အနေနဲ့အိမ်မှာရခုလိုချက်စားခြင်းကတဘာဝအရသာချိုးစိတ်မွေးနေတဲ့မဟင်းကားလေးကို စားရပါတယ်။တချို့ဆိုရင်ပြောကြပါတယ်။မဟင်းကားစားပြီးရင်ငတ်လိုက်တာ၊ရင်ပူလိုက်တာဆိုတာမျိုးမဖြစ်ရအောင်ယခုချက်နည်းလေးနဲ့တဘာဝအရသာလေးကိုလိုက်ပြီးတော့ချက်စားကြည့်ကြပါနော်။ချိုချိုစင်းစင်းနဲ့အနက်မွေးနေတဲ့မွေးငါးလေးစားဖို့အတွက်မွေးရည်လေးကိုပကံလေးကိုခတ်ထည့်လိုက်ပါဦးမယ်ရှင်။ ုတ်ဖက်လေးထည့်ပြီးရင်တော့မွေးရည်လေးအနေငယ်ကိုစမ်းပါမယ်ရှင်။အိုဘဲဦးလေးတလုံးကိုလည်းထည့်ပြီးစားပါမယ်။ကျမတို့မြန်မာနိုင်ငံမှာတော့တနေရာနဲ့တနေရာမှာမွေးကချက်နီလေးကြီးကအနေငယ်ကွဲပြားကြပါတယ်။တချို့ကအရေးကြီးကြီးစားတယ်။တချို့ကပြပြလေးကိုကြိုက်ကြပါတယ်။ကျမကတော့ဟင်းရည်ပြပြလေးနဲ့စိမ့်စိမ့်လေးကိုနနံပင်လေးထည့်တယ်။အကျော်လေးအနေငယ်ထည့်ပါတယ်။အချင်းရတာအတွက်တံမြာသီးလေးကိုလည်းညှစ်ထဲပါရရှင်။ မောင်ဟင်းကားလေးကိုပို့ပြီးစားကောင်းစေခြင်းရင်တော့စက်တွန်ဖြူစီချက်မှုမွေးလေးနဲ့ရုပ်သီးမှုန်လေးဖြည့်စားကြည့်ကြပါယခုလိုစားရင်တော့အရင်စားကောင်းစေမှအမခံပါတယ်နော်ကျမတို့မြမမှန်ရင်တော့မိုးရင်းကမကြိုက်တဲ့သူက မရှိသလောက်ရှားပါတယ် ယခုကျမချက်ပြထားတဲ့မုံရင်ကချက်နီလေးကမြေပဲပဲစံငါတို့ရဲ့တဘာဝအချို့ရတာစိမ့်စိမ့်လေးကိုဂျင်းစပလင်စံမုံတို့ရဲ့အမွှေးအနှက်ရတာလေးနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့တိမ်အလုံးကိုမွေးကြိုင်နေလို့ပိုက်စားလာပါပြီရှင်။ကုပဲ့ဦးလေးကိုထိုးကြည့်လိုက်တဲ့အခါမှာတော့မမထုတ်ထုတ်လေးနဲ့ချိုချိုစိမ့်စိမ့်မုံရင်ကလေးကိုအားလုံးပဲစားကြပါအောင်နော်။ကြည့်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲအစားအသောက်များပေါ်ရှန်ကြပါစေ။